ေရှည်နေသွားဖို့လေဒီအလုံးမှာအစီအစဉ်ရှိတယ်ဆိုရင်တော့ဒီလက်ရှိကိုအလုပ်ထဲကဒီတတိယနာမည်နဲ့ဒီဝဘမီဒီယာတတိယနာမည်ကိုသူကတူအောင်ကြောင်းနာတင်ပါလေမင်္ဂလာပါခင်ဗျာကျွန်တော်တော့ MKP Pay Market ကြကြောပါဘလို့လူတွေကတတိယပြောင်းကြံခါကိုလုတ်တင်လဲလက်ရှိမိမိမှာ အလုံးအကင်လည်းရှိတယ်ဗောနော်အလုံးလည်းရှိတယ်ယခုအလုံးမှာလည်းကိုကရေရှိနေသွားမယ်တတိနဲ့လည်းအရှင်ပြေတယ်ရေရှိနေသွားဖို့ပလန်ရှိတယ်ဆိုရင်မိမိဝတ်ပတ်မထဲကတတိနဲ့မယ်ကိုအခုလက်ရှိမိမိလက်ရှိ လုံးနေတဲ့တတိနဲ့မယ်နဲ့တူအောင်မဖြစ်မနေပြောင်းထားတင်ပါတယ်ခင်ဗျာ KKP နဲ့တတိပြောင်းကြံခောက်ရင်ဘာတွေလိုအပ်ပါတယ် MKKP နဲ့တတိပြောင်းကြံခောက်လုပ်ဖို့အတွက်ဒီတတိကိုမိမိတို့လိုအပ်တဲ့ဒီကျွန်တော်တို့ဘက်ကလိုအပ်တဲ့မေခွန်းလေးနှစ်ခုတတိကိုမေးပေးဖို့လိုပါတယ်။အာမိမိတတိအားကုမ္ပဏီရှိလားကုမ္ပဏီတဲကိုသူထည့်မှလာပါတော့။ဒါမှမဟုတ်ဒီရိုးရိုးပဲထည့်မှလာ။အဲတော့ရိုးရိုးတတိလားကုမ္ပဏီပိုင်ရှင်တတိလားဒါလေးကိုမေးပေးဖို့လိုပါတယ်။ရိုးရိုးတတိနဲ့ကုမ္ပဏီပိုင်ရှင်တတိအားစာရဆရာနဲ့ပါခွာလိုက်။ရိုးရိုးတတိနဲ့ကုမ္ပဏီပိုင်ရှင်တတိအားကြတော့ဒီ ကုမ္ပဏီရှာရဲဆန်တန် DVD ဖောင်းတွေပို့သွားတာတခုတော့ကွာတာပေါ့နော်မြို့တတိယကျတော့တတိယမှတ်ပုံတင်ပါမယ်ဒီတပြံပန်းပေါ့နော်အိမ်အောင်စုပါမယ်ပြီးရင်ဒီကျွန်တော်တို့ဒီဘိုင်မောအနာနဲ့ရွက်ပါမယ်ဒီလောက်ပဲကဲဒီကုမ္ပဏီပိုင်ရှင်အတတိယကျတော့ကုမ္ပဏီရဲ့ဒီ DVD ရှာရဲဆန်တန်တွေထပ်ပြီးတော့လိုအပ်မယ်ပေါ့နော်ဟုတ်ကဲ့ဘာသာစကားခက်ခဲကြောင်းဒီရှာရဲဆန်တန်တွေတတိယရှိရာတောင်းတဲ့အခါခက်ခဲရှိနိုင်လား အာဘာသာစကားခက်ခဲကြအောင်စားစားနဲ့ပြဿနာမရှိအောင်ကျွန်တော် MTTP ကနေပြီးတော့ချင်းတုံးစင်းနဲ့ကျွန်တော်ရှင်းပြပေးသွားမယ်ပေါ့နော်နံပါတ်1အဆင့်ကတော့လိုအပ်တဲ့စားစားတော့ကျွန်တော်တို့ဒီဘာတွေလိုလဲဆိုတာကိုထိုင်းဘာသာစကားနဲ့ကျွန်တော်တို့ကအသေးစိတ်ရေးပြီးတော့ ဒီစာစီပြီးတော့ကျွန်တော်တို့ကပို့ပေးမယ်။အဲဒီစီရတဲ့စာကိုတတိဒါမှမဟုတ်ရင်ဒီကိုယ့်ရဲ့ manager ဒါမှမဟုတ် HR ပေါ့နော်ထိုင်းလူမျိုးတရားရောက်ပြပြီးတော့တောင်းလိုက်ရုံနဲ့အဲဒီတည်းကမှသူတို့ပေးလာတဲ့စာစာတန်းတွေတည်းကမှဆစ်ဆီပြီးတော့လိုအပ်တဲ့အချက်လောက်ကိုပဲကျွန်တော်တို့ကပြန်တောင်းပေးမယ်။ Okay အဲဒါဒီအချက်တွေတည်းကတချို့သူတို့နားမလဲတာပါညာရှိရင်သူတို့ရတဲ့စာရွက်ကိုကျွန်တော်တို့အရင်တောင်းပေး ဒီလိုရတဲ့အသေးစိတ်ကိုသူတို့နားမလဲတာကိုကျွန်တော်တို့ကဖုန်းနဲ့ဆက်ပြီးတော့ပြောပေးမယ်။အဲ့လိုမျိုးဖုန်းဆက်ပြီးပြောပေးဖို့အတွက်တာဝန်ခံလူမျိုးထိုင်းလူမျိုးတရားရဲ့ဖုန်းနံပါတ်တော့ကျွန်တော်တို့ပို့ပေးဖို့လုပ်ရတယ်။အဲ့ခါကျရင်ကျွန်တော်တို့ကဆက်ပြီးတော့ဒီနောက်ဆုံးဘာလိုတာလဲပေါ့နော်။အဲ့လိုတဲ့အချက်တီးတဲ့အောင်ပဲကျွန်တော်တို့က ဒီ time မျိုးပုံဆက်ပြီးတော့ကျွန်တော်တို့ကပြောပြမယ်။ဘယ်ချိန်မှာပြောပြမှလဲဆိုတော့ဆရာဆရာတန်းရဲ့90ရာခိုင်နှုန်းလောက်ကျွန်တော်တို့မြင်ရပြီးပြီဆိုရင်ဥပမာတရေမပုံနေတော့အိမ်အောင်ဇူးလို့ပေါ့နော်။ company ဆရာဆရာတန်းနည်းနည်းပပလောက်မြင်ရပြီးနောက်ဆုံးလိုတဲ့90ရာခိုင်နှုန်းလောက်ပဲကျွန်တော်တို့ကပြောပြမှာ။အဲ့လိုမဟုတ်ဘဲနဲ့ဒီအလုတ်လာဆအပ်တဲ့ကအဆအဆုံကြီးကိုကျွန်တော်တို့က ထိုင်းလိုမျိုးတခြားရေးထားပြီးတဲ့ဥစ္စာကိုကိုတထေကိုမပြဘဲနဲ့အဆအဆုံးဖုန်းနဲ့ဆက်ပြီးရှင်းပြပေးရမယ်ဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့နောက်ဆုံးဟိုလူရင်းချက်ပြောရရင်အဲ90ရာခိုင်နှုန်းလောက်စားစားတန်းသူတို့ဘက်ကပေးလာပြီဆိုလိုတဲ့အသေးစိတ်လောက်ပဲကျွန်တော်တို့ကဆက်သွယ်ပြီးတော့ပြောပြမှာကြာကြီးတကယ်လို့လုံရင်ဘယ်လောက်လောက်ကြာမလဲဆိုတော့စားစားတန်းနေအားလုံးပြည့်စုံပြီဒီကျွန်တော်တို့ MKK ရုံးကိုဒီ ပတ်စပို့ဖြစ်ဖြစ်စာရေးစာတမ်းဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကလုံအောင် confirm ဖြစ်လို့ဆစ်စီပြီးွားလို့ပြည့်စုံပြီကျွန်တော်ပေးတဲ့လိပ်စာကိုပို့လာပေးပြီဆိုရင်ရုံရောက်ပြီတပတ်အတွင်းကျွန်တော်တို့ကတတိပြောင်းကြံခောက်ကျွန်တော်တို့ကလုပ်ပေးမှာခင်ဗျာဒီစာရေးစာတမ်းนี่အားလုံး PC သွားရင်ရောကျွန်တော်တို့ကဘယ်လိုမျိုးကြောင်းမြတ်မြင်မဲ့ဆိုကြောင်းအောင်ကျွန်တော်တို့ရှိရကြောင်းအောင်လာထုတ်တဲ့လူဆိုလဲကျွန်တော်တို့ကဆာရွက်လေးပေးလာရုံနဲ့မဟုတ်ဘူးကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့ကြောင်းအောင်တက်တန်းဘယ်နေ့ကုန်မှာလဲ ပဲရက်ပဲလာပဲနှစ်ပေါ့နော်အကုံမဲရက်ပေါ့အဲဘာဖြစ်လို့ကြောင်းကအခုထုတ်ဘူးကနှစ်လတန်တန်ရှိရဲအဲ့တော့ကျွန်တော်တို့ကကုံမဲရက်လောက်ကိုကျွန်တော်တို့ကတခါတည်းတိတိကျကျရေးပြီးတယ်ပြီးွားရင်အဲဒီမတိုင်ခင်မှာကိုတတိအစ်စ်နဲ့တတိပြောင်းကြောင်းခေါက်လုတ်ဖို့လဲကျွန်တော်တို့ကဒီကြစာလေးနဲ့ရေးပြီးတော့တတိပေးတယ်တတိပြောင်းကြောင်းခေါက်လုတ်တဲ့လူတွေကကြတော့ကျွန်တော်တို့က passport တွေစာရေးစာရမ်းတွေအစ်စ်တွေအကုန်လုံးကျွန်တော်တို့ကစာလိုက်ကနေကျွန်တော်တို့က PG ကျွန်တော်တို့ပြန်ပို့ပေးတယ်တခါတလေကျရင်တတိပြောင်းကြောင်းခေါက်လုတ်ရတာရုံနဲ့မှာခက်ခဲကြံ့ကြာတာရှိတတ်တယ်ပေါ့နော် အဒီဥစ္စာကတော့ရုံနေမှာတခါလေးလုံးခွင့်မပေးကြတဲ့အချိန်ဒီမှာရက်အနည်းငယ်စောင့်နိုင်ရတာမျိုးရှိတယ်။ဒါပေမဲ့ပြန်ဖွင့်တာနဲ့ပုံမှန်တိုင်းတတိပြောင်းကိစ္စပြန်လုပ်လို့ရတယ်ခင်ဗျ။ဘောပမထေကတတိနာမည်နဲ့ခုလက်ရှိလုပ်နေတဲ့တတိနာမည်မတူရင်ဘယ်လိုပြဿနာမျိုးတွေရှိနိုင်လဲကျွန်တော်နမူနာတစ်ခုပြောပြမယ်ကိုကကွတ်တူဆိုင်မှာလုံလုံနေတယ်ကွတ်တူဆိုင်မှာလုံလုံနေတယ်ကိုရဲ့ဝပမထေမှာက copy ဆိုင်တတိနာမည်နဲ့ဖြစ်နေတယ်ဆိုင်ဘေဂျင်းကက်ရဲဆိုရင်တော့မရအောင် အဲ့တော့ကိုကကွစ်တွေ့တိုင်းမှာအလုံးလုံးနေရဆိုရင်ကိုရဲ့ web maker မှာလည်းကွစ်တွေ့ဆိုင် တတိနံမှာဖြစ်ရမယ်ကိုက copy design မှာအလုံးလုံးနေရဆိုရင် copy design ပိုင်ရှင်ရဲ့တတိနံမှာဖြစ်ရမယ်ဆိုင်နံပါတ်တွေပါကြီးအစတူရမယ်ရိုးရိုးလမ်းသွားရင်တော့ပြဿနာမရှိဘူးကိုစစ်လို့မေးလိုက်တယ်ပမာလောက်တာလဲအဲ့တော့ကိုအလုံးလုံးတဲ့နေရာနဲ့ကိုအပြင်မှာစစ်စစ်ခံရတဲ့နေရာမတူရင်တော့မှကိုကပြောလို့ရတယ်လက်လဲဒါပေမဲ့ဆိုင်မှာအလုံးလုံးနေချိန်ကျတော့လုံးဝလိမ်လို့မရဘူးအဲ့ခါကျရင်ကိုကဘာကြီး2အောင်နာမည်မပြောင်းတာဘူးဆိုရင် ဗန်းခံရတာတို့တန်ကြီးပေးရတာတို့ဒါမှမဟုတ်ယုံတင်ရတဲ့အဆင့်ကြီးပေါ့နော်ယုံခေါ်သွားတာတို့အဒီအဆင့်မျိုးတွေဖြစ်တတ်တယ်သူတို့အဲ့ဒါကြတော့ဒီဝင်စစ်စီတဲ့ဖွဲ့စည်းရဲ့ပုံမှန်မှုတည်ရပေါ့နော်တချို့ကြောင့်လည်း short ပေါ်ပြီးတယ်တချို့ကြောင့်လည်းလုံးဝဟို short ပေါ်မပေးဘူးယုံတင်တဲ့အဆင့်ကိုရောက်သွားတယ်မလိုအပ်ဖက်နဲ့ပြဿနာရဲ့ကြီးသွားတယ်အဲ့တော့ကိုကဒီနေရာမှာလက်ရှိဟိုဟာရရှိနေသွားမယ် ီတတိနဲ့လည်းအဆင်ပြေတယ်ဆိုတော့ပြောင်းလာတဲ့နဲ့မဖြစ်မနေပါတော့အဲနာမည်2အောင်ကိုရဲ့ဝက်ပတ်မစ်ထဲကတတိနာမည်နဲ့ကိုကူလက်ရှိလောက်လုံးနေရဖဲလောက်ပဲဖြစ်ဖြစ်တတိနာမည်နဲ့2အောင်ပြောင်းလာတဲ့နဲ့လို့ကျွန်တော်တို့ကတော့အချမ်းပဲရင်းနေပါတော့